မင်္ဂလာပါရှင်ဒီနေ့ကျမနဲ့တို့အန်ဆဖီးယားမှာတွေ့ပြီးတော့အောင်ကြောင်းတွေ့ရအောင်အန်ဆဖီးယားရဲ့အတင်းကသူ့ရဲ့ရီမက်ကေဘက်ကပန္ဒာလေးတွေဖြစ်ပါလိမ့်ရှင်ပန္ဒာတွေအများကြီးတွေ့တယ်ရောအဲ့အန်ဆဖီးယားဖြစ်ပါလိမ့်ရှင်အမ်ဆဖီးယားကစက်ခုံပြည်မှာရှိတာဖြစ်ပါတယ်။သူစတေရှင်ကတော့စထာနီ from home ဖြစ်ပါတယ်ရှင်။ ။အဲ့မှာကျမဆောနာကရိုက်ပြပေးလိုက်တယ်နော်။အတွင်းကိုဝင်သွားရင်အာကားနဲ့သွားရဆိုတော့တတိကြပါနော်ဘာလို့လဲဆိုတော့ကားလမ်းလေးရနေနေလေးကျင်းနေပြီးတော့ lift ကလည်းတစင်းနဲ့ရှိတာမဟုတ်တော့အကြီးဆောင်ရတယ်လေကားလည်းမရှိဘူးကျွန်မလေကားနဲ့တက်ရှင်အစစ်ညင်တာပေါ့နော်လူတွေအများဆိုတော့နည်းနည်းလေးတော့အချိန်ပေးရတယ်သွားတဲ့နေ့နေရာတခုလို့ယူစားတယ်ဒါပေမဲ့လို့ငွေလေးတော့ပိုက်သွားမယ်လို့ယူထားပါတယ်နော်ဘာလို့လဲဆိုတော့တအားစိတ်ကြည်တဲ့ညာအားလုံးကလည်း ှင်းမှဆိုရင် coffee ဆန်ရှင်းတရှင်သမားတွေရမမတွေဓမ္မတွေ့ခဲ့တာလေ decoration မဆိုဘူးစားတော့ဆန်တင်ရှိတဲ့နေရာလေမဆိုဘူး decoration တော်တော်လေးကိုထားတယ်ပေါ့နော်ပြောရမယ်ဆိုရင်အပေါ်ဆုံးမှ IKEA ရှိပြီးတော့ဒါကတော့အခြားအဆောင်ပါကိုကြီးကပြန်လာတယ်ချစ်စရာလေးပပီလေးကိုကျွန်တော်တမီးတတိယလိုက်တာပေါ့ ဒီနေရာလေးကတော့ခလေးတွေနဲ့အတူတပုံတွဲရိုက်လို့ရတဲ့ဒီဇိုင်းမျိုးစုံလေးနဲ့ပေါ့ရှင်။ Okay ။ဘဝချင်းကနေပြီးတော့ကျွန်မလမ်းဖြတ်ပူလာတော့ဒီဘက်ကျတော့ food court ဖြစ်တယ်။ food court ကအကျေကြီးပဲ။အကျေကြီးမှာအကျေကြီးပဲ။ဒါပေမဲ့လို့မောင်းနေကတော့ရှယ်ပဲ။လူတွေလည်းအများကြီးပဲ။ နှုတ်အများကြီးဆိုပေမဲ့လူတွေကဝယ်မစားဘူးလားဆိုတော့လူတိုင်းဝယ်စားကြတယ် foreigner များရှင်ဟိဟိဟိဒါလေးကတော့ food court ထဲမှာပဲရှိတဲ့ panda ပုံလေးဖြစ်ပါတယ် m sophia ရဲ့ remarkable က panda ဖြစ်ပါတယ်ကျွန်မပြောပြပါပြီနော် panda လေးတွေကမဲ panda ရုပ်ကြီးတွေရောင်းမဲ panda panda နဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးသူတို့ဒီမှာ panda နဲ့ပတ်သက်တာကို show ရတယ် ြရလာတယ်။နတ်လက်နတ်လက်ပေါ့ရှင်ပြောရရင်တော့ထိုင်လို့နတ်လက်နတ်လက်ချစ်စရာလေးတွေပေါ့ရှင်။အဲဒီဟာကတော့အရန်နေကြီးရယ်နော်။ဒီထိုင်မှာနေမကြီးရယ်စိုင်းတဆိုင်ဖြစ်ပါလိမ့်ရှင်။သူ့မိကတော့ဘတ်တဘဲဖြစ်ပါတယ်။အခုတော့အရန်ဟော့တယ်ဆိုင်းနော်။ပြောဘဲတုံရယ်ဝေးတယ်။ အဲ့ဒါနဲ့ကျွန်တော်အရှိထွက်သွားတယ်ပန္နာရီအများကြီးပဲတွေ့ရအဟာအရန်ကြပန္နာရီပန္နာရီကဓာတ်ပုံကြီးရအဲ့မှာပေါ့နော်ဒါပေမဲ့ကျွန်မရောက်တဲ့ချိန်နည်းနည်းနောက်ကြပါသူတို့ဝင်တဲ့အချိန်ကြောင့်ပန္နာရီကတကောင်နဲ့တကောင်အမတိုက်ပြီးတော့လမ်းကြီးမှားပြီးဝင်ရတာအမအများကြီးပဲနောက်ဆုံးတကောင်ဟိုအဲ့ရဘောတက်တာကျွန်မပဲသူ့ပဲလှမ်းလှမ်းဆွဲရမလို့သူတက်လို့မရဘူးဖြစ်နေရလေအဲ့နာမှာပန္နာရီအများကြီးပဲရှင်ကျွန်မတကောင်လုံးဖြုတ်ယူလို့တော့ကြိုင်မှသေးတယ်နော် 他刚刚跳的又远呀！<noise> <noise> <noise> နောက်မှာစားမယ်တောက်မယ်လို့စဉ်းစားရင်ဖူခေါက်ကိုရှောက်တာရှောက်တာရှောက်ရှောက်ရင်းနဲ့ဈေးတည်ကြည့်အနည်းဆုံးဈေးက300နဲ့50ဘူးအကုန်လုံးအဲ့အထက်မှာရင်350အထက်မှာရင်ပကံနီးတပကံတီတီလေးကို350 350အကုန်လုံးဆိုင်နေဒါပေမဲ့ဆိုင်ကြီးကမျိုးစုံမျိုးတော့ဆိုင်မျိုးစုံပေါင်းများများစွာတော့ရှိပါတယ်ဒါပေမဲ့နှုံးနေရတော့ရှဲကတ်လို့တော့မရအနေဒီမှာခေါင်းစားကြမင်းစားလည်းတော့ဝယ်လိုက်ဆိုတော့ ြောလိုက်တဲ့ဟာဝယ်ချလာဒီတရွဲကို200နေပါစေ။အဲ့မှာတူကနောက်တရွဲကိုသွားပြီးမှားလိုက်တရွဲဆိုတာဒီပကံပြောတာနောက်ခုပကံမပါဘူး။အဲပြီးတော့နောက်တစ်ပကံကိုသွားမှာတော့ဟာ650နေတဲ့။အားကြောင့်ရင်အောင်တော့လား။ทำไมเนี่ยตู้เวลาไปเลยไปได้ไปลาไปนี่เออไม่ซ้าหลุดไม่ผิดอ่ะเราจะมาซ้าบาเลยสิ စားလို့တော့အလွန်ကောင်းပါတယ်တန်နေလို့ယူဆတာကျမအယုဒ္ဓယာမှာပစုံကြီးတကောင်ကိုလေးရပြရပါတယ်အဲ့လိုညပစုံကြီးတွေဆိုရင်ညပစုံလုံးကြီးတကောင်လေးရအယုဒ္ဓယာမှာပေါ့နော်အဲနောက်ပြီးတော့မင်းဆောင်မှာလည်းအဲ့လိုပဲပြရတယ်ရှင်ဒီမှာကတော့ထမင်းကြော်မှပါတယ်ဆိုတော့မပြောတဲ့ဘူးဒါပေမဲ့ကျမကတော့နှစ်မျိုးနေရှင်ဒါကနှစ်မျိုးပါပဲ ဒါမှမဟုတ်လေဝင်လာပြီးတော့စားတယ်ရှင်သူ့အမိကတော့ခောက်ဖက်ကဖောင်ကိုုံမင်းနော်ခောက်ဖက်ဆိုတာသမင်းကြောင့်ပြောတာကဖောင်ကကဖောင်နဲ့ကြောင့်လည်းသမင်းကြောင့်ကိုုံကြောင့်ကိုုံမော်ရှင်ဘယ်သူမှမမြင်နိုင်ဆိုတာကမြစ်ပဲဒါကတော့ရာတိစုပတ်အထင်းမှာပါတယ်ရှင်ဒါကတော့ဂျပန်စာပုတ်ရှင်ဂျပန်သွားရင်ဒါမျိုးတွေကတော့စားနေရတာမျိုးပဲ အရသာကတော့ဂျပန်ကြီးတော့မဟုတ်ဘူးဘာလို့ဆိုတော့ဂျပန်ရောက်ရင်ချိုးနေရမယ်တည်းရလေထိုင်းကြတော့နည်းနည်းအယောလေးဆိုတော့ဂျပန်တော့မချိုးဘူးပေါ့အစားအဆင်ပြေပါတယ်နောက်တစ်ခုကကျတော့တက်ကူယာကီပေါ့ရှင်ပြီးတော့ green tea လေးနဲ့ပေါ့နော် green tea လေးနဲ့ပြီးတော့အနောက်ကဆိုင်ရောလေသူကမြန်ဆန်ပြစ်လိုက်တယ်အဲ့တပွဲကို350တဲ့ရေခဲကြီးတပွဲကို350ဆိုတော့အမားတို့ ကျွန်မပြောတယ်လို့ပဲငွေတော့ပိုက်ပြီးတွားကြပါလို့ပြောကြပါတယ်ရှင်အဲ့တပည့်သုံးပါငါသဘေးတဘီဘီဆိုအစာဝန်တစ်ခုလုံးတက်ပြီးတော့ဆက်စုကိုစဉ်းစားရပါတယ်။အဲ့တော့ဒီကနေ့တော့ပေါ့တော့လေကားတွေ့လေကားမချက်နဲ့အတင်းတက်ခိုင်းတော့မဟုတ်ဘူးအဲ့ဒါသူ့ဆိုင်ရဲ့လေကားရှင်။ ပြီးတော့ leaf နဲ့မတက်ရတာပါပဲအနောက်ဘက်မှာ leaf ချိနေအရှိဘက်မှာ skeleton ရှိနေပြီးတော့ဒီမှာ led wall ကိုလေးရအောင်လို့ဆိုပေါ့နော် ဆက်တဲ့ဆက်ဆောင်ရင်းနဲ့အပေါ်ကကလည်းအဝေပြောင်းကြတော့ခွေးလေးတွေချစ်စရာလေးတွေအဲ့လိုမှလေခွေးလေးနေတယ်တော်လို့ရတယ်ကိုကားလေးတွေထည့်ပြီးတော့လေခွေးလေးတွေကိုထည့်ပြီးတော့လို့ရတယ်ပျော်စရာကြီးကျမရင်တော့ကျမသမီးအဲ့လိုထည့်ထည့်ပြီးတော့သွားကျမသွားတဲ့နေရာတိုင်းသူ့ပါတယ် ဟောတခါလီကြတော့လေတချို့နေရာတွေကဥမာဆိုရင်စူပါမားကတ်တောင်းဝင်တဲ့ခါမှာခေါ်လို့မရတာမျိုးတွေရှိတယ်အဲ့လိုခံနေကြရင်အာသူကအရင်ထိမှုမနိုင်ဘူးသူတော့တောင်းနေကြတာပေါ့အဲ့လိုဖြစ်သွားတာဒါကတော့အပေါ်ပတ်ဖြစ်သွားရင်ရှိသူကမြေစိုင်းရှိတယ်ပေါ့နော်ထပ်ခိုးရှိတယ်ပြောရင်အဲ့ထပ်ခိုးမှလည်းစားတောင်းဆိုင်နေရှိတယ် KFC ဘာညာဆိုမြေစိုင်းမှာရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်ထပ်ပြီးဆက်စုအပေါ်ထဲမှာလည်းအလိုရှိရှင်းတမန်အလှကျွန်တော်လိုက်တက်တာ အကောင်းဆုံးကတော့အရှိကဆက်လီကားကနေတက်ရတာပို့ပြီးတော့ကောင်းတယ်။ဘာလို့လဲဆိုတော့ရှေ့ကဆက်လီကားကနေတက်ရတဲ့အခါကျတော့အပြင်မှာရှိတဲ့ view ကိုကိုကလှမ်းပြီးမြင်နေရတယ်ရှင်။လှမ်းပြီးမြင်နေရမှိုက်တယ်ပေါ့နော် view ကိုလှမ်းမြင်နေရတဲ့အခါကျတော့ ီးတော့ကျမကတတိယတက်ကိုဆက်ပြီးတော့တက်သွားတယ်။ဘာလို့ရှိလဲအပေါ်မှာလည်းရှိတယ်အလှော်တွေအများကြီးပဲဆက်တက်ဆက်တက်ပဲရောက်မယ်တော့မသိဘူး။အရှိက foreigner တွေမြန်နေရောက်ကလည်းဘယ်လည်းမသိဘူးဆက်တက်တော့ကျမလိုက်တက်တာ။အဲ့ဒီနေရာလည်းရောက်ရအောင်တို့ကပြောတယ်အပေါ်မှာ game show ရှိတယ်တဲ့။ဟုတ်တယ်။ အဲ့ဒါနဲ့ဘောဆက်တက်ရှင်တော့တက်လို့ရတယ်ဒါပေမဲ့လို့ကျမတို့ ticket ဝယ်ရမှာပေါ့ ticket ဘုလက်ကိုလည်းမပေးချင်ဘူးလေ game တမလည်းမဟုတ်တော့ကျမထပ်မတက်ဘူးထပ်မတက်ဘဲနဲ့ခြားတစ်ဖက်မှာရှိတဲ့ restaurant ဆိုင်ရှိတယ် outdoor restaurant ဆိုင်နည်းနည်းပူတယ်အဲ့ဘက်ကိုသွားပြီးတော့ထပ်ပြီးတော့ဆက်ဆူတာပေါ့နော်ဆက်တက်သွားတဲ့အခါမှာ outdoor ဘိုင်းကြီးကြတော့တောက်တဲ့ ိုင်နေမြရတယ်ပေါ့နော်ပြီးတော့ decoration လုပ်ထားတဲ့စိုင်နေရမြအဲ့တော့လေကားလေးကြီးရှိရတယ်ရှိရလေကားတိုင်းကျမသွားဆက်စုတာပေါ့နော်တွေ့ကြည့်ရတာညဘက်မှစီမံပုံစံမျိုးမှရှိပါတယ်ဒီဘက်ကြီးကတော့တို့က aircon မရှိဘူးပေါ့နော် aircon မရှိဘဲနဲ့ fan ကြီးတွေပဲ outdoor ဖွင့်တာအဲ့ဒါကျမဆက်တက်တော့ဒီမှာလည်းဘာလည်းမသိဘူးဆိုကျော်တက်တော့တနေ့တက်သွားတော့အဲ့ game show ပြတဲ့နေရာတက်တဲ့ဦးရောပေါ့အထက်ကလုံးလုံးကြီးကကျမဟုတ်လေဝင်လို့မရဘူးဝင်လို့မရဘူးလေလက်ဟန်ချေနဲ့ပြတယ်တည်တာ ကျွန်မဝင်လို့မရဘူးတဲ့ဟိုချမ်းစီကိုပြန်သွားတယ်ကျွန်မလည်းအော်အော်ဘော်တော့ခေါင်းကြီးတယ်အမှန်တကယ်မမွေးညင်ပါဘူးသူတည်းကလည်းစိတ်ဝင်စားကျွန်မဒီမှာ decoration လာဆက်စုတာကို ရမယ်ဆိုရင်တော့ဒီ shopping mall ကလေပင်းရကစားကားအဆုံးရောက်နေလို့ပြောရမယ်ဒီမှာတယောက်ကလာတဲ့ကားတွေပေါ့တယောက်ကလာတဲ့မဟုတ်တဲ့ကားတွေပေါ့ Volvo တွေအများကြီးပဲရှင်ကားမှရောက်နေအဲ့မှာလေကားရဲ့ဇင်းလုံးတွေလည်းကြည့်လို့ရတယ်ကားရဲ့နေထားအတွင်းပိုင်းတွေလည်းကြည့်လို့ရတယ်ဒါကတော့ပေါ်နေအောင်ကိုမြင်ရတဲ့ feeling ဖြစ်ပါတယ်ရှင်ဒါကတော့အရှိက escalator ပေါ့နော်ကျမကတော့အစားအုပ်တစ်ခုလုံးတောင်လျှောက်လိုက်မြောက်လျှောက်လိုက်အကုန်လုံးကိုဆက်စုတာပေါ့ဆက်လဲဆက်စုပြီးသွားရော အောက်ကိုပြန်ဆင်းပြီးတော့ကျမဒီမှာဒီတစ်ဖက်ကိုကူးလို့ရတယ်ဒီလမ်းအောင်လည်းသွားပြီးတော့ထပ်ပြီးဆက်ဆူအဲ့လမ်းတောက်လျှောက်မှလည်းလေဘန်နာတွေချိတ်ထားတာအများကြီးပဲနေလားတချို့ဘန်နာတွေကခလေးလေးတွေရှိတယ်ထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့ shopping mall တွေကတော့ Paragon, iPhone Siam, Terminal 21, အမ်ဆာဗီယာအမ်ပိုရီယမ်အများကြီးပဲပေါ့ရှင်အဲဒါပေမဲ့တော့ဝန်ဆောင်တဲ့ပတ်သက်ရင်တော့ပတူနမ်အဲဒီကျွန်မပြောတဲ့ shopping mall အကြီးကြီးကတော့ဈေးလည်းကြီးတယ်။ပြီးတော့ဝန်စားလည်းမှာနေပတ်သက်လို့ဝယ်ရတာဈေးသက်သာ။အဲဒါပတ်တူနန်းတော့ဈေးပေါ်တယ်ပေါ့ရှင်၃၀ဘလောက်လို့ပါတော့အဲအဲ့လိုမျိုးအနေထားရတော့ပတ်တူနန်းပဲတော့ရတာပေါ့နော်။ ဘသူနဲ့လို့ပြရောပေါ့အဲအဲ့လိုပြောရတာဖြစ်ပါလိမ့်ရှင်ညကတော့ရှောင်းလင်းတရှောင်းကျမဝင်လာတဲ့ ဒီကျမကဒီမှာ KFC စားကြတာနဲ့ KFC ကိုပြန်လျှောက်လာပြီးတော့ဒီကိုပြန်ရှာပါတယ်ရှိတော့ရှိတယ်နော် KFC ဆိုင်ကတော့ဈေးအတက်တန်ဆုံးလို့ယူဆတယ်ရှင်ဒီထင်မှလေကျန်တဲ့ဆိုင်တွေကတော့အရင်အရင်ကိုလေ့ကျင့်ပါနော်ခင်ကိုကတောင်းမယ်ဆိုရင်တော့ KFC ကိုတောက်ခံထားပြီးတောင်းတယ်ဆိုရင်တော့ standard rate တော့ရမှာပေါ့နော်ကျန်တဲ့ဟာတွေကတော့တိတ်တော့ မပြောလို့ပါဘူးရှင်မနေ့ထဲကတော့ပြီးညနေချင်းလည်းနေလို့မရပါနဲ့ထိုင်ကြရင်လည်းရှိပါတယ်ဆိုင်တိုင်းမှာပါပထမတော့ကတော့ပေါ့ရှင်ဟာဆိုရင်တော့ I'm Sophia မှာဘာတွေရှိလဲဆိုတော့ကျမနဲ့အတူသွားပြီးတော့လေပတ်ပြီးပြီဆိုတော့ကဒီနေ့ဒီလောက်ပဲเนาะဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးများကြီးတင်ပါတယ် Thank you ပါ